မင်္ဂလာပါဒီတစ်ခေါက်မှာနန်းကကိုရဲ့ဘွားတွေကိုငံကောင်းခြင်းအေးချမ်းခြင်းပျော်ရွှင်ခြင်းတွေယူဆောင်ပေးနိုင်တဲ့အလေးအကျင့်လေးတစ်ခုကိုအလုံးကို ဝေမျှသွားခြင်းပါတယ်အဲအလေးအကျင့်လေးကတော့ဂျေစုတရားပွားများခြင်းပဲဖြစ်ပါတယ်ဂျေစုတရားပွားများခြင်းဟာစိတ်ကိုအေးချမ်းစေပြီးတော့ကိုရဲ့ဘွားကိုလည်း ပုံမူတောက်ပါအောင်ပြောင်းလဲပေးနိုင်တဲ့အလေးအချက်တစ်ခုပဲဖြစ်ပါတယ်။အရာရာကိုလည်းပိုကောင်းတဲ့အမြင်နဲ့မြင်လာစေတယ်။ကိုယ့်ရဲ့ energy ကိုလည်းပိုကောင်းစေပါတယ်။ဂျေဇူးတရားနဲ့ပြည့်နှက်နေတဲ့စိတ်ကလေးဟာ high vibration frequency မှာရှိနေတာပဲဖြစ်ပါတယ်။ love attraction အရာ ကိုလိုချင်တဲ့အရာတွေကို manifest ထားတဲ့အရာတွေပြေဝဖို့ဆိုရင်ကိုယ့်ရဲ့စိတ်ဟာ high vibration frequency မှာရှိနေဖို့လိုအပ်ပါတယ်။အဲ့အချိန်မှာကိုဟာ universe နဲ့တသားတဲ့ကြာလာပြီးတော့ကိုလိုချင်တဲ့အရာတွေကိုအလွယ်တကူစွန့်ငင်ယူလာနိုင်မှာပဲဖြစ်ပါတယ်။နေရဘွားမှာအစင်မပြေရာတွေ စိတ်ညစ်စရာတွေအခက်ခဲတွေကြုံလာတိုင်းမှာလဲပြုလုပ်လေရှိတဲ့အလေအကျင့်ဟာဂျေဇူးတရားပွားများခြင်းပါအဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကလေးကိုခဏအနာပေးပြီးတော့ကိုယ့်ရဲ့ဘဝထဲမှာရှိတဲ့ဂျေဇူးတင်စရာတွေကိုပြန်လည်ရှာဖွေပြီးတော့ဂျေဇူးတင်တဲ့အလေအကျင့်ကို ပြုလုပ်လေရှိပါတယ်တခါလေမှာနန်းတို့ဟာဘဝမှာ ကိုလိုချင်တဲ့အရာတွေနောက်ကိုပဲပြေးလိုက်နေပြီးတော့ကို့မှာရှိပြီးသားအရာတွေအလတရားတွေတံပိုးထားစရာတွေကိုမမြင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။အဲ့အချိန်မှာခဏလောက် pause လုပ်ပြီးတော့ကို့မှာရှိတဲ့အရာတွေကိုတံပိုးထားတဲ့စိတ်နဲ့ကျေစွတင်တတ်တဲ့စိတ်နဲ့မြင်အောင်ကြည့်နိုင်မယ်ဆိုရင်ဘဝကြီးဟာ ကိုလိုအပ်တာထက်အများကြီးပိုပေးထားတယ်ဆိုတာကိုလည်းတွေ့နိုင်ပါလိမ့်မယ်အခုနန်းတို့ရေကိုရဲ့ဘဝထဲမှာရှိတဲ့ဂျေဇူးတင်စရာတွေကိုတံပိုးထားတဲ့စိတ်နဲ့ဂျေဇူးတင်ကြပါမယ်သင်ရှင်တန်ခွေရနေခြင်းအတွက်ဂျေဇူးတင်ပါတယ် ားကိုစောင်းလျှောက်ပေးကြကုန်သောနတ်မြတ်နှကောင်းအပေါင်းနဲ့သူတော်ကောင်းအပေါင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်။လောကကြီးရဲ့ကိုခေါ်ဆောင်ပေးခဲ့တဲ့မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါတယ်။မိဘနှစ်ပါးထံမှချစ်ချင်းမြတ်တာများကို အပြည့်အဝရရှိခဲ့ခြင်းအတွက်လဲယေရှုတင်ပါတယ်။ မိဘနှစ်ပါးကျမ်းမာနေခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်မိဘနှစ်ပါးအားစောင့်ရှောက်ပေးကြကုန်သောနတ်မြတ်နှစ်ကောင်အပေါင်းနဲ့သူတော်ကောင်အပေါင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်အသိပညာအတတ်ပညာများကိုသင်ကြားပေးခဲ့ပြီးတော့ ပုံမကောင်းမွန်သောဘဝရအောင်လမ်းပြပေးခဲ့တဲ့ဆရာသမားများ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နေ့စဉ်ကိစ္စအဝဝကိုကုညီဆောင်ရွက်ပေးနေတဲ့ကျန်းကျန်းမာမာရှိနေပေးတဲ့ခန္ဓာကိုယ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။လုံခြုံတဲ့အမိုးအခါအောက်မှာနေထိုင်ခွင့်ရခြင်းအတွက်လည်းကျေးဇူး တင်ပါတယ်။အဟာရရှိသော အစာအစာများကို စားနေခွင့်ရခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်။လာပါတဲ့တဘာဝတရားကြီးကိုလည်းကျေးဇူးတင်ပါတယ်။ကောင်းမွန်သောပတ်ဝန်းကျင်မှာရှင်သန်ခွင့်ရခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်။အလောက်ကရှိနေခြင်းအတွက်လည်း ယေရှုတင်ပါတယ်။ဘဝတစ်လျှောက်လုံးမှာသုံးဆွဲခွင့်ရခဲ့တဲ့ငွေကြေးတွေအလုံးကိုလည်းယေရှုတင်ပါတယ်။ကောင်းမွန်သောလူသားတယောက်ဖြစ်အောင်ကြိုးစားနေထိုင်ခြင်းအတွက်လည်းကိုကိုကိုယေရှုတင်ပါတယ်။ကုသိုလ်တရားများကို ပြုလုပ်ခွင့်ရနိုင်ခြင်းအတွက်လဲယေရှုတင်ပါတယ် ဝါဒနာပါရာများကိုလောက်ကင်ခွင့်ရနိုင်ခြင်းအတွက်လဲဂျေစုတင်ပါတယ်အခွင့်အလန်းအသစ်တွေအတွက်လဲဂျေစုတင်ပါတယ်ရင်းချက်စီခဲ့တဲ့သင်ခန်းစာများကိုလဲဂျေစုတင်ပါတယ်အခက်ခဲများကိုအပြေရှားပြီးအကောင်းဆုံးစူးစမ်းကြော်ဖြတ်နေခြင်းအတွက်လည်း ကျေးဇူးတင်ပါတယ်အသိပညာနဲ့ဉာဏ်ပညာများကိုလေးလာသင်ယူခွင့်ရနိုင်ခြင်းအတွက်လဲကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာအခိုက်တက်များကိုလဲကျေးဇူးတင်ပါတယ်အေးချမ်းခြင်းတွေအတွက်လဲကျေးဇူးတင်ပါတယ်ဘဝမှာ ရရှိခဲ့တဲ့ချစ်ချင်းမြတ်တာများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။အရာရာကိုကျေးဇူးတင်တဲ့စိတ်နဲ့မြင်အောင်ကြည့်မယ်ဆိုရင်နန်းတို့နေထိုင်တဲ့လောကကြီးဟာအယံကိုလှပနေတယ်ဆိုတာကိုလည်းမြင်တွေ့ရမှာပါ။ယေရှုတရားပွားများခြင်းဖြင့်ကိုယ့်ရဲ့ဘဝဟာ ကောင်းသောပြောင်းလဲခြင်းတွေကိုတိတိတသားခံစားရမှာဖြစ်လို့နေ့ရက်တိုင်းကိုဂျေစုတရားနဲ့နေထိုင်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုဂျေစုတင်ပါတယ်။အားလုံးကျမ်းမာကြပါစေ။ချမ်းသာကြပါစေ။တာယာအေးချမ်းပြီးတော့ပုံမှုပျော်ရွှင်သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။ Thank you.